နောက်ဖောအထာကိုမီဒီယာရှိမှဒီတစ်ပါးရှိသူတွေကိုစီးထားတဲ့ကြောင့်တဲ့ဆုံးမခဲ့တဲ့ရှိသမီမီဒီယာတွေရှိမှစနိုက်မကျော်တဲ့ကြောင့်ဒီတစ်ပါးရှိသူရေးစားကောင်းလေးအပေါ်မှာစီးထားတဲ့ကြောင့်ကိုအခုလိုဆုံးမလာတာကတော့ရွှေသမီးပါအလုံးသိကြတဲ့အတိုင်းနောက်ဖောအထာကမြန်မာနိုင်ငံမှာသူများရှိသူကိုစနိုက်ကျော်တဲ့သူအဖြစ်နာမည်ကြီးပါတယ်နောက်ဖောအထာကြောင့်ပဲမြန်မာနိုင်ငံမှာပိတ်သက်တွေရှိရတဲ့အုံတွဲလေးဖြစ်တဲ့ flop ပိုင်တဲ့ပေါ်ပိဆဆာတို့အုံတွဲလေးလမ်းခွဲပြက်စဲခဲ့ရတာပါဒီကိစ္စဟာ အဲ့ဒီတုန်းကဆိုရှယ်မီဒီယာမှာ အကြီးကျယ်ပေါက်ကွဲခဲ့ပြီးနော်ဖောရဲ့ထာကိုစနိုက်ကျော်ဆိုတဲ့အနာမည်တရားဝင်တပ်ပေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။ဒီမတိုင်ခင်ကတော့လွန်ပိုင်နဲ့ဘော်ဘီဆဆာတို့ဇုံတွဲလေးဟာငယ်ရှိဦးတွေအဖြစ်အတူတူအနုပညာလောကမှာစူးစမ်းရုံးကန်ခဲ့ရတာပါ။ဒါပေမဲ့လည်းနော်ဖောအဲထာဟာလွန်ပိုင်နဲ့ရုပ်ရှင်တူတူရိုက်ပြီးမှပဲရှိသူတွေဖြစ်သွားကလွန်ပိုင်နဲ့ဘော်ဘီဆဆာဇုံတွဲလေးပြည့်စဲခဲ့ရပါတယ်။နော်ဖောအဲထာဟာရှစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ လိုက်တာမျိုးစုံကိုပြ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 တရုပ်ဆောင်တဲ့တရှိအချိန်မှာ ရုပ်ရှင်စာကားတော်တော်များများမှာတရုပ်ဆောင်နေရတာဖြစ်ပါတယ်အထူးသဖြင့်နော်ဖောအထာဟာအခုနောက်ပိုင်းတွေမှာဒီမရဲ့တရုပ်ဆောင်အရေးရှင်ကတိတိတတတိုးတက်လာခဲ့ပြီးရိုက်တမျှစာကားတိုင်းကမိတ်သက်တွေရဲ့စိတ်အာရုံကိုဖန်ဆားနိုင်ခဲ့တာပါဒါပေမဲ့စနိုက်ကျော်တဲ့ဆိုပြီးလူတွေမုန်းနေကြတာပါအထူးသဖြင့်နော်ဖောအထာဟာတက္ကသိုလ်တက်နေစဉ်မှာလဲတမရရှိသူရေးစားကိုစနိုက်ကျော်ခဲ့တယ်လို့လဲ ဆိုထားပါတယ်။ဒါပြင်ခုလက်ရှိနော်ဖောအထာတွဲနေတဲ့ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ကိုထက်ခိုင်ဝင်းကို နော်ဖောအထာဟာတငယ်ချင်းဘုံတီတီကျော်ရဲ့ reference ဖြစ်တဲ့ခေကျင်းမုံစီကနေလူယူခဲ့တယ်လို့လဲသတင်းတွေထွက်လာတာပါ။ဒီလိုအချိန်ခါနာတစ်ခုမှာနော်ဖောအထာနဲ့ရွှေသမီးတို့ကမီဒီယာအင်တာဗျူးဖြေခဲ့တာပါ။ဒီလိုအင်တာဗျူးမှာရွှေသမီးကမိတ်ကလေးဆိုတာကဒီစားရှိတဲ့ယောက်ျားတွေနဲ့ဆက်ဆံတဲ့အခါမှာတည်ထိုင်ဆင်ကျင်ရကြောင်းအထူးသဖြင့် ဖက်ဘော့ရီအရှင်ကအစားရီစာရှိတဲ့ယောက်ျားတွေကိုတည်တည်ထားရကြောင်းကိုရရီအရှင်တခုကတစ်ဖက်ကသမီးရီစာဆောင်တွေပေါ်မှာအထူးတပြည့်မိန်းကလေးပေါ်မှာအသွေးလွင်မှုတွေစိတ်ချမ်းသာမှုတွေဖြစ်စေနိုင်ကြောင်းပြောလာတာဖြစ်ပါတယ်။ရှင်တမီးကဒီနေရာမှာလုံးဝမျက်နှာထားတည်တည်နဲ့အလေးနှစ်ထားပြီးပြောသွားတာကကိုကြောင့်သူများအတွက်မဖြစ်စေချင်ဘူးဆိုရင်စီကန်းကအရန်ရေးကြည့်တဲ့ဆိုတဲ့သဘောမျိုးပါ။တရုတ်ဆောင်မင်းသမီးရွှေတမီးကနော်ဖိုးအထောက်ကိုဘေးမှထားက မိန်ကလေးဆိုတာသူများကြီးစားကိုဆက်ဆံရင်တတိထားရကြ။ဘာညာပြောတာဟာစနိုက်ကျော်တက်တယ်လို့နာမည်ကြီးနေတဲ့နော်ဖော့အထာတွေတော့မျက်နှာပူစရာဖြစ်နေရတာပါ။ဒါကြောင့်လဲတရှိုးတော့ပရိသတ်တွေကနော်ဖော့အထာမျက်နှာကဘလို့ပုံစံဖြစ်နေပြီလဲ။ဤလဲလဲဖြစ်နေပြီလို့လဲစာနာနေကြတာပါ။တရှိုးကတော့နော်ဖော့အထာဟာချစ်တမီးပြောတာကိုဘေးကခေါင်းလေးတငိမ့်ငိမ့်လုံးနေပြီမဲ့ညံဘက်ထဲမှာတော့အနေရခက်နေမယ်ဆိုပြီးပြောကြတာဖြစ်ပါတယ်။ တချို့ကတော့ရွှေတမီးကတော့ဖောရဲထားကိုဘေးမှထားကတမင်ဆုံးမခဲတာဖြစ်မယ်လို့ထင်ကြပေးကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ကြနေကြတဲ့ပရိသတ်တွေကရောနော်ဖောအစ်ထာနဲ့ပတ်သက်ပြီးစောင်းပြောတလို့ဖြစ်နေတဲ့ရွှေတမီးကိုဘလို့မြင်ကြတယ်လဲဆိုတာပြောသွားကြပါအောင်ရှင်။ကြည့်ကြအားပေးကြတဲ့ပရိသတ်ကြောက်ရှင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။ဘာ